ုံနဲ့ကြည့်ရတာပလောင်မကအရွယ်ရောက်ပြီးသားဗဒက်ပလောင်ဗဒက်မှန်လို့များနော်နှိမ့်စာသဘောနဲ့ကိစ္စချောပုံလို့ဘယ်နေရာမှာပဲကြားရကြရခလေးတွေပဲတည်နေရဆိုတဲ့တပတ်ကိုတက်ရောက်တယ်နော်ဆိုတော့ပါပလောင်တက်တက်ပြန်ထွေးအိုးယုံနေရက်ွက်အုတ်ချိုရင်မူယုံနေဆိုတာလက်နဲ့မဲ့နေတဲ့လက်နဲ့ကင်ထားခြင်းမရှိတော့လက်နဲ့မဲ့ရတားပြည်သူတွေကိုတယောက်အပြေဆုံးမှုအောင်လှုပ်ဆောင်ပေးတဲ့နေရာအရတားပြည်သူအများပြည်သူတွေသက်ဆိုင်တဲ့နေရာ က်နက်ကင်စစ်တပ်မရှိသောလက်နက်ကင်ရဲတပ်ဖွဲ့မရှိသောလက်နက်မဲ့ရဲသားပြည်သူတွေနေတဲ့နေရာဒီလက်နက်မဲ့ရဲသားပြည်သူတွေကိုတရားဥပဒေစိုးမိုးအောင်ဝန်ဆောင်မှုပေးတဲ့နေရာအများပြည်သူသက်ဆိုင်တဲ့နေရာကိုခမည်းတော်ကအစီရေပြတ်မှတ်ရှိခုကိုတိုက်ခိုက်တယ်ဆိုပြီးစီရေပြတ်မှတ်လို့တတ်မှတ်ပြီးခမည်းတော်စီရေပြတ်မှတ်လို့တိုက်ခိုက်တယ်ဆိုရင်အဲ့ဒါစစ်ရဇွဲမှုမြောက်တယ်အဲ့ဒါအကြမ်းဖက်မှုဖြစ်တယ်ခမည်းတော်ဒီရဲသားပြည်သူတွေကိုစီရေပြတ်မှတ်အဖြစ်အတုံးချပြီးတိုက်ခိုက်နေတဲ့ အကြံပေးခွဲတာဖြစ်တယ်။အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အုတ်ကြီးတွေပြတ်တက်ခြင်းကစစ်ရဇဝမှုမြောက်တယ်လို့မပူတူဆွဆွဲလိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာ။မင်္ဂလာပါဒီပြည်စီရတင်ရဖို့ဖတ်ရမယ်။စားလုံးပါတဲ့စင်ကာပူမှာပေါ့နော်မြန်မာအင်ကူမျိုးသမီးတယောက်ကအင်ရှင်ရဲ့ဘန်ကောက်နေကနေပတ်စံကိုထုတ်ယူတုံးဆွဲတဲ့အတွက်ထောင်ထဲချမှတ်ခံရပါလေမိမပေါ်စကားငှားပြောရရင်အဲ့ဒါဆောက်ရေးကြီးလို့လားအမျိုးသမီးတယောက်မိမတယောက်ပတ်စံ ဘန်ကောက်နေကပတ်စံထုတ်ယူလို့ထောက်ကြတာကိုရေးကြည့်ခွင့်ကျင်လို့ပြီးတော့တင်ပြနေတယ်။အဲ့ BBC အချင်းဆိုင်တဲ့ဖြီးတိမ်မှာဘာသာရေးလူမျိုးရေးစပွဲတွေဖြစ်နေတာဘာလို့မပေါ်ပြရတာလဲ။ခင်ဗျားတို့ဘာလို့ဗဇက်ပေါက်ပိတ်နေကြတာလဲ။ခင်ဗျားတို့ဘာလို့ကြောက်နေကြတာလဲ။အခုလက်ရှိ UK မှာဆန္ဒပြနေကြတာအားလုံးသိတယ်နော်။အားလုံးသိတယ်။ခိုးဝင်ပေးကလေးတွေအရင်ကပတ်သက်ပြီးတော့အကြီးကျယ်ဆန္ဒပြနေကြတယ်။ဘာသာရေးလူမျိုးရေးပြည်ပကဖြစ်နေကြတယ်။နော်။ ဲ့ဒီမှာသူတို့မန်ချက်စတာမြို့မှာဆိုလို့ရှိရင်လေဂျူးတွေရဲ့ဖះအကြောင်းဂျူးတွေရဲ့ဖះပွဲတော်ဘာသာရေးပွဲတော်ကိုကားနဲ့ဝင်တိုက်ပြီးဒါနဲ့ဝင်ထိုးလို့ပြိပက္ခတွေဖြစ်နေတယ်။လက်ရှိမှာဟိုဟာခိုးဝင်ပင်ကလေးတွေကသူတို့နိုင်ငံသားခွင့်ရည်တွေခွင့်ရည်တွေလောက်များစွာတောင်းနေသူတို့ရဲ့ရှေ့ရာဥတည်ကိုအတည်ပြုပြဋ္ဌာန်းပေးဖို့တောင်းဆိုနေတဲ့အတွက်ပြည်တိမ်မှာရှိတဲ့သူတို့အမျိုးသားရေးကွာတွေနဲ့လူမျိုးရေးပြိပက္ခဖြစ်နေကြတယ်။ ။ဒီနေ့တခုလဲလာမဟုတ်ဘူးဂျာမနီမှာလဲထိုးနေလကောင်းပဲ။ဥရောပသမဂ္ဂဆိုလို့ရှိရင်လည်း EU မှာရှိနေတယ်။တရားမဝင်ကလေးတွေအကုန်လုံးကိုပိတ်ပြီးတော့ခိုးဝင်ပိတ်ကလေးတွေအကုန်လုံးကိုပြင်းနေတယ်၊ပြင်းတယ်ဆိုတာမျိုး EU မှာဆွေးနွေးတင်ပြနေကြတယ်။ဒါတွေကနော်ခရစ်ယာန်တွေနဲ့မွတ်စလင်အစ္စလာမ်တွေရဲ့ဂျာမာတကြောပြန်ခရုစိတ်ဘာသာရေးစပွဲဖြစ်နိုင်တဲ့အထိပိတ်ဘက်ခါကဒီနေ့တထွားကြီးထွားနေတယ်။တနေ့တခြားကြီးထွားနေတယ်။ဘာလို့ BBC မပြောရဲတာလဲ။ဘာလို့ပါဇက်ပေါက်ပိတ်နေတာလဲ။ BBC ဘာလို့ကြောက်နေတာလဲ။ ခင်ဗျားတို့ရုံးဆိုင်တဲ့နေရာမှာအဲ့ဒီလိုမျိုးတကြော့ပြန်ခရုစိတ်ဘာသာရေးစပွဲထီတော်အိုးတည်သွားနိုင်တဲ့လူမျိုးရေးပြီးပခါရီသူများနိုင်ငံတွေကိုခိုးဝင်နေတဲ့ဝမ်းမစားတွေကနော်ကလပ်အုပ်ပုံရင်လိုပဲအင်ရှင်ဘူးဘလို့အနိုင်ကျင့်လူပေါင်းဝါနေတယ်ဆိုတာခင်ဗျားတို့ဘာလို့မပြောရတာလဲအဲ့လိုကိစ္စမျိုးကျွန်တော်တို့မြန်မာပြည်မှာဗုဒ္ဓဘာသာနဲ့တခြားဘာသာနဲ့ဖြစ်ကြည့်ခရီးစိအတွင်းကြအသေးစိတ်ကစားခေါင်းစဉ်တစ်မျိုးပြီးတစ်မျိုးရေးပြီးအဲ့ဒီ BBC ကဖွားလိုက်ပြီအဲ့ဒီ BBC ဝါဒမှိုင်းတိုက်မှာတည်ကြတယ်နော်ဗုဒ္ဓဘာသာနဲ့တခြားဘာသာနဲ့ဖြစ်ကြည့်ဗုဒ္ဓဘာသာကိုအစွန်းမရောက်ရှောက်အောင်မျိုးစုံနဲ့မီဒီယာအင်အားနဲ့တိုးပို့ ဒါပေမဲ့ပုံစားလုံးမှာအင်ကိုမျိုးသမီးတယောက်လေးဘန်တတိယဘန်ကောင်းနေပတ်စံထုတ်ယူလို့ထောင်ကြတာတော့ထိပြီးတော့သူတို့ UK မှာဒီလောက်တမျိုးလုံးဒီပါဇန်နာပြနေပါကြ BBC တခုမှမဟာရဲကိုကြောက်နေကြတယ်မြန်မာပြည်သူလူထုပေါ်မှာထားရှိတဲ့ VOA ရဲ့ BBC ရဲ့ RFA ရဲ့ TVB ရဲ့စေတနာမြေတာဆိုတာပါလေဒီလူတွေကမြန်မာပြည်ကိုတကယ်ချစ်တာလားမြန်မာပြည်ကိုသွေးခွဲရန်တိုက်နေတာလားခင်ဗျားတို့သိတယ်နေ မြန်မာပြည်ကိစ္စဆိုလို့ရှိရင်စစ်တပ်ကိုမုံတည်ရေးလုပ်ရမယ်စစ်တပ်နဲ့ပြည်သူကြမှာတက်ရှိုးသွေးခွဲရန်တိုက်ရမယ်မြန်မာပြည်မှာဗုဒ္ဓဘာသာကိုအဆုံးရောက်ဖြစ်အောင်ဗုဒ္ဓဘာသာကိုနာမည်ဖျက်ရမယ်ကိစ္စမျိုးဆိုရင်ဟိုတော့ကြုံအောင်ကြလူသူမနီတော်ကြီးတောင်ကြီးကတရင်ငါစာအကုန်ရတယ်အကုန်တို့ဖို့ပြရတယ်တို့နေထိုင်ရာရုံးဆိုင်ရာလမ်းလမ်းမျိုးလည်းကောင်းမှဖြစ်နေတဲ့တရင်တွေကြောင့်ဖုံးကွယ်ထားကြတယ်တို့ခွက်ပြောင်မှဆိုလို့မြောင်းနေရောက်မှဆိုတဲ့အတွက်ကိုကိုဂျုံစီးပွားအတအတွက်မြန်မာပြည်ကိုနီးမျိုးစုံနဲ့ဝါဒမိုက်တိုင်နေတယ်အနည်းဆုံးဖြစ်စဉ်တစ်ခုပြောမယ်ပြီးခဲ့တဲ့2024ကချင်းပြည်နယ်မတူပင်မြို့နယ်လောင်ထမ်းတလန်ကျေးရွာမှာ မာရာအုံကလေးဆိုရယ်ခရီးရန်အတင်းကနေပြီးတော့ ATA တို့ခေါ်ရယ်ခရီးရန်အတင်းကိုပြောင်းလို့ခရီးရန်ဘာသာကိုမှပဲနော်ခရီးရန်ကလေဗုဒ္ဓဘာသာကိုပြောင်းတာမဟုတ်ဘူးခရီးရန်ကလေမွတ်စလင်အစ္စလာမ်ကိုပြောင်းတာမဟုတ်ဘူးခရီးရန်ကမှမာရာအုံကလေးဆိုရယ်ခရီးရန်ခိုင်းကနေ AG ဆိုရယ်ခရီးရန်ခိုင်းကိုပြောင်းနေတဲ့အတွက်အဲ့ဒီနောက်ထပ်တလားကြီးရွာမှာရှိတဲ့အိမ်နောက်စုဆယ်စုကိုရွာတဲ့ကနေရွာပြင်မောင်းထုတ်လိုက်တယ်ဘယ်သူတွေကမောင်းထုတ်တာလဲဆိုတော့ long to pdf မာရာ cdf pdf ဆိုရယ်အဖွဲ့တွေက ဲ့ဒီမိသားစုဆယ်စုကိုသူတို့ရဲ့အိုးအိမ်ချမ်းမြေသူတို့ရဲ့တောင်းရတွေအကုန်ပိုက်စားမှုအကုန်ထားခဲ့ရပြီးတော့သူတို့တည်နိုင်တဲ့မြအဝိစားနဲ့ဥခွက်လေးတွေခေါင်းပေါ်ရွက်ပြီးတော့ကလေးတငယ်တွေလက်ဆွဲပြီးတော့ရွာထဲကမောက်ထုတ်ခဲ့ရတယ်။သူတို့ပိုက်ဆိုင်မှုတွေအကုန်လုံးကိုတိတ်ပလိုက်တယ်။ဒီကိစ္စ PPC မပြောရဲဘူး။ VOE မပြောရဲဘူး။တခြားပြည်ဖက်နေရာတွေမပြောရဲဘူး။လက်ရှိမှာဗုဒ္ဓဘာသာကိုနှိမ့်လို့ဆုံးပုတ်ခတ်နေကြတဲ့ online အားချောင်းကောင်တွေတကောင်မှမပြောရဲကြဘူး။ဒီအကြောင်းအရကိုအရင်ကအခုကိုပြောခဲ့တာဂျမ။ဘုဒ္ဓမဟာသူတယောက်ထည့်ပေးပြောတာ။ကျွန်တော်တို့မပြောရဲကြဘူး။ အဲ့ဒီကိစ္စမျိုးကိုဗုဒ္ဓဘာသာကနော်ငါတို့ဗုဒ္ဓဘာသာကနေတခြားဘာသာကိုပြောင်းလို့ဆိုပြီးတော့အဲ့ဒီလူတွေကိုအခုသူတို့လို့တော်မျိုးဗုဒ္ဓဘာသာကတခြားဘာသာကိုပြောင်းလို့နင်တို့ရဲ့အိန္ဒိယချိုင်းတွေယာတွေပိုင်ဆိုင်မှုတွေတိတ်တယ်နင်တို့ကိုရွာပြင်းထွက်ဆိုပြီးနှဲထုတ်လိုက်လို့ရှိရင်ကျိန်းပေးပေါ့အဲ့ဒီပြည်ဖြတ်မီဒီယာအကုန်လုံးခေါင်းစဉ်အမျိုးမျိုးတက်ပြီးတော့အားကြိုးမှန်တဲ့ဟိုခေတ်ကနိုင်နေဆိုတဲ့အကောင်နော်ဟိုခီအေးအန်ရက်ွက်ထဲလှည့်ပြီးသူများဆောက်တင်းပြောတော့မျက်စာနဲ့မျက်နှာနဲ့ပြောလိုက်မယ်နော်ဘုံကြုံနေအမျိုးရုပ်တွေနိုင်ငံတကာမှာရောင်းဆောင်ပေါ်မှာနေတဲ့ရန်ပြည်မြတ်တော်တို့နော်ဇမင်သားလေးတန်းနဲ့လက်ဖြောက်တစ်ချက်လက်ဖြောက်တီးတီးပြီးတော့ ပြည်ကြီးလက်မောင်းတွေဆိုရဲလက်သေးလက်မောင်းတန်းပြီးတော့ရေးကြီးခွင့်ချေလုပ်ပြီးတော့နော်ခွင့်ငစီလိုဟာမျိုးတွေကပြောလိမ့်မယ်ပြောလိမ့်မယ်တိတ်တေပေါ့သူတို့အကုန်လုံးဝိုင်းပြီးပြောကြမှာနော် RCD ပဲလို့ရှေ့သမ ्या ဘုံကျုံအမျိုးယုံမှန်သမ ्या ဗုဒ္ဓဘာသာကအဲ့ဒီလိုလုပ်ကြည့်ပါဗုဒ္ဓဘာသာကိုဒီမျိုးဆိုစော်ကားမှာပုတ်ခတ်မှာဒီကောင်းနေဒါပေမဲ့ခရီးရကြတော့သူမပြောရဲဗဇက်ပေါက်ပိတ်နေကြတယ် BBC အပောင်းဝင်အဲ့ဒီ online ကလေလိုင်းတန်လို့တက်သမားတွေကတတိယရဲသွားကြတယ်နော်မြင်းပြင်းမှာတကယ်စက်တိုက်နေတဲ့ဖေးရဲတွေတော့သူတို့လောက်မယုံပါဘူး တချို့ PDF တွေက PDF ဆိုပေမဲ့အကုန်လုံးက PDF မှန်သမျှကလူတို့မှားရပဲမဟုတ်ဘူး PDF ထဲမှာလည်းကောင်းနေများကြီးရှိတယ်တချို့ PDF တွေကတို့တို့ယုံကြည်ရတယ်တို့တို့အသက်ပေးပြီးတိုက်ကြတာတခြားရုံမှာလိုရဲစိတ်တဲ့တခြားလူတွေနဲ့အခုလက်ရှိ online သံလေးသက်သမားတွေနဲ့ဆိုင်တို့တို့စိတ်တက်ပါမုံမြက်သေးတယ်တို့လည်းတို့ယုံကြည်အောင်ရည်တည်တာကိုရီးယားလည်းကိုရီးယုံကြည်အောင်ကိုရီးရည်တည်တာเนาะရည်တည်ချက်ချက်မတူပေမဲ့အဲ့ PDF ထဲမှာလည်းပဲစိတ်တည်းမြင့်မြတ်တဲ့လူတွေရှိသေးတယ်အခုလောလောဆယ်မှာသူ့ကိုယ်သူတက်ပြီးတော့သူ့ကိုယ်သူတည်ချောင်းကြံပြီးတော့တည်ရဲစာရေးသွားတယ်ယူသားစွာတော်လန်ချပါအောက်ခြေပြည်သူတွေရဲ့အသက်အရှက်သိခါကိုချမှတ်င်းပါလဲဆိုတဲ့ဒီ PDF ယာယီတည့်ရမှုဆိုတဲ့ကောင်းလို့မယ် APT အထင်းမှာလို့သိရှိတဲ့ဟာတွေကအများကြီးရှိတယ်ဆိုတော့မြေပြင်မှာတကယ်တိုက်နေတဲ့ PDF တွေတဲ့အဲ့ဒီ line mode ကမြောက်ပေးနေတယ်နိုင်ငံခြားကမြောက်ပေးနေတယ်နေလိုက်တန်လို့တသမားတွေကပို့ပြီးဆောင်းကြတယ်သူတို့စိတ်တက်ကပို့ပြီးအောက်တန်းကြတယ်နော်ဆိုတော့ဒီလောက်ဆိုရင် BBC အပေါ်ဝင်ပြည်ဖြတ်မီဒီယာတွေနဲ့အဲ့ဒီ online တန်လေ line တန်လို့တက်သမားတွေကမြန်မာပြည်ပေါ်မှာဘယ်လောက်ထိကျုံမာနေသလဲဘုဒ္ဓဘာသာကိုကြနီးမျိုးစုံ နာမည်ဖြတ်သိခဖြတ်ဗုဒ္ဓဘာသာကိုအမည်ဖြတ်နေပေမဲ့ခရစ်ယာန်နဲ့ပတ်သက်တဲ့အခါအစ္စလာမ်နဲ့ပတ်သက်တဲ့အခါဘယ်လိုရင်းကုန်နှုတ်ပိတ်ကြောက်ချီးပန်းနေကြသလဲဆိုတာခင်ဗျားတို့သဘောပေါက်မယ်ထင်ပါတယ်မြန်မာရွေးကောက်ပွဲမလေးရှားကစောင့်ကြည့်လေ့လာရေးဖွဲ့များဆေးလွတ်မိဟုဆိုမလေးရှားနိုင်ငံအနေနဲ့အခုနှစ်ကုန်ပိုင်းမှာပြုလုပ်မဲ့မြန်မာရွေးကောက်ပွဲအတွက်လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကိုဆေးလွတ်ပေးသွားမယ်လို့မလေးရှားနိုင်ငံသားရေးဝန်ကြီးကပြောကြားခဲ့ပါတယ် မလေးရှားနိုင်ငံသားယုံဝင်ကြီးအနေနဲ့စစ်ကောင်းဆောင်ကိုအောက်တိုဘာ9ရက်နေ့ကနေပြည်တော်မှာလာရောက်တွေ့ဆုံစဉ်ပြောကြားခဲ့တာဖြစ်ပါတယ်။မလေးရှားနိုင်ငံသားယုံဝင်ကြီးကမြန်မာနိုင်ငံရဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့ပြင်ဆင်နေမှုတွေကိုတွေ့ရတဲ့အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်းအာဆီယံအနေနဲ့မြန်မာနိုင်ငံရဲ့ကျိုးပန်းဆောင်ရွက်မှုတွေကိုအကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းအားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်စေဖို့အကြံပြုပြောကြားလိုကြောင်းရွေးကောက်ပွဲ အဲလီလာစောင့်ကြည့်ရေးဖွဲ့များကိုလည်းဆေးလွတ်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့တယ်လို့စစ်ကောင်စီပိုင်းမီဒီယာတွေကအောက်တိုဘာ9ရက်မှာကြေညာခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲကို အပိုင်းခွဲကျင်းပသွားဖို့ရှိနေပြီးအပိုင်းတကူဒီဇင်ဘာ28ရက်မှာပြုလုပ်သွားမယ်လို့ကြေညာထားပါတယ်။မင်္ဂလာပါမျိုးတွေတရင်လာချင်းနေတာဖြစ်အောင်ကြောက်ပါရှင်။ အေးကိုလည်းအစိုးရပြည်လက်ခံဖို့တဲ့ကုလသမဂ္ဂနဲ့နိုင်ငံတကာကိုအရက်ဖက်ဖွဲ့စည်းပေါင်း200ကျော်ကရေးသားတောင်းဆိုလိုက်ပါတယ်။အေးကိုအစိုးရပြည်လက်ခံဖို့ရှိမှလည်းပဲကုလသမဂ္ဂကိုတောင်းဆိုပါတယ်လို့ကိုနိုင်ငံကိုတောင်းဆိုပါတယ်ဒီနိုင်ငံကိုတောင်းဆိုပါတယ်အရက်ဖက်အခွင့်အရေးပေါင်း200ကျော်ကတောင်းဆိုပါတယ်ဘယ်ပုဂ္ဂိုလ်ကတောင်းဆိုပါတယ်ဘယ်လူကြီးကတောင်းဆိုပါနဲ့တောင်းဆိုရင်နည်းနည်းလိုက်ဖို့ပဲငါတို့တောင်းဆိုရရင်များနေနေဆက်ဆုံးဖြစ်စဉ်ကိုပြောပြမယ် မူပါခဖဆေကောင်ကိုအဲလီယာစစ်တဲ့နေချားဆောင်တက်ကပြက်တက်လိုက်တဲ့မသားတွေနောက်တမှပြန်ပြီးတယ်။စင်တကောင်လုံးတွေ့တာတော့စင်ချီရရှာတဲ့ဇင်မောင်အောင်ကပါပြောလိမ့်။တမူပါခဖဆေကောင်အသက်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့တရားမျှတမှုအမှန်တရားပွင့်လင်းမြင်သာမှုကိုအိန္ဒိယအစိုးအိန္ဒိယအစိုးရထံကိုစာရေးပြီးတော့တောင်းဆိုထားပါတယ်။နော်ဆိုတော့ ခမတို့ကဟိုတောင်းဆိုတယ်ဒီဟိုတောင်းဆိုတယ်လို့ပြောတာခမတို့ရဲ့တောင်းဆိုချက်တွေကိုအဲ့ဒီကာယကံရှင်တွေကဘယ်လိုတုံ့ပြန်လိုက်တယ်လဲဘယ်လိုပြန်လဲဖြေချလိုက်တယ်ဆိုတာကမပေါအောင်နော်အခုဆိုလည်းပဲတမှုပခပဆယ်တောင်းကိုအိန္ဒိယနေသားဆောင်စစ်တပ်ကပြစ်တက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဇင်မာအောင်တောင်းဆိုတာ၃လတောင်ပြည့်တော့တယ်အခုချိန်ထိဖြေရှင်းချက်မလာဘူးနော်ခမတို့ဖြစ်ကဘာနဲ့တူလဲဆိုရင်ကိုသချင်းလိုပဲသာရီထားတယ်မဖမ်းမဖမ်းမကြည့်ပဲ 见路丢你家，碰到你阿三对我一样变吧。谁没姑娘没看到不？我来路呗，阿三一一查人呢，怕麻烦了几位。ငါရောစာရည်အများကြီးကြီးဒီကုလသမဂ္ဂကိုတောင်းဆိုလိုက်နိုင်ငံတကာကိုတောင်းဆိုလိုက်နေရအဲ့ဒီစာရည်မဖတ်တော့ငါမှစိတ်နဲ့ကိုယ်နဲ့မကက်တော့ဘူးအဲ့လိုဖြစ်သွားတာပေါ့နော်။ဟောဆိုတော့အာခင်ဗျားတို့အဖြစ်ကအဲ့ဒီဂျူးရဲ့သချင်းလိုပါပဲလို့။နောက်ထပ်က ကရင်နီမှာတဲ့ဆစ်ရှောင်းနဲ့အနက်ဘေးဆိုင်နိုင်တယ်လို့ကရင်နီလူခွင့်ရေးစောင့်ကြည့်တဲ့အဖွဲ့ကပြောပါတယ်တော်တော်ချာလူလန်တဲ့အဖွဲ့ပဲကရင်နီလူခွင့်ရေးစောင့်ကြည့်တဲ့အဖွဲ့တော်တော်ကိုချာတူးလန်တဲ့အဖွဲ့ခင်ဗျားတို့ကအခု2025ဆယ်လပိုင်းကျောင်းမှာပြောတာကျမက2023 2024တွေကတရားပြည်နယ်မှာငွေပေးစိုက်တော့မယ်တရားတပြည်နယ်လုံး district ဖြစ်နေပြီလို့ကျွန်တော်ပြောခဲ့တာကျွန်တော်တို့မှာဟာတိပြောခဲ့တာ ခင်ဗျားတို့ဒီတစ်လေးလုံးစစ်စင်ရေးဆိုပြီးတော့တစ်တုံညာနှစ်ခုကိုအားကြပြီးတရားတပြည်နယ်လုံးကိုတိမ့်မဲ့လမ်းများအားလုံးနေပြီးတော့တို့ဆိုပြီးမာဝီနဲ့မင်းကိုနိုင်နဲ့နေမျိုးစင်နဲ့အယူထတွေကတရားတပြည်နယ်လုံး face state ဖြစ်တော့မယ်တရားတပြည်နယ်လုံးလက်ရှိမှာ deep state ဖြစ်နေပြီလို့ကျွန်မပြောခဲ့တာတရားတပြည်နယ်လုံးပေါင်းလို့လူကြီးလေးသိန်းမရှိဘူးလက်ရှိမှာလူကြီး၃သိန်းနေပါစစ်ပေးဒုက္ခတဲ့ဘွားကိုရောက်နေပြီးထမင်းနဲ့ညက်နေပြီလို့ကျမတတိပေးခဲ့တာရှင်တို့ကမှ တေးနိုးနေကြတယ်။တော်တော်ကိုခြောက်တူးလန်နေဖွဲ့ပဲ။တရားတပြည်နယ်လည်းမထင်နဲ့ချင်းပြည်နယ်မှာလည်းဒီလိုပဲ။ချင်းပြည်နယ်လုံးပေါင်းလို့လူကြီး၄သိန်းရှိဘူး။လက်ရှိမှာလူကြီး၂သိန်းခွဲ၃သိန်းနေပါစစ်ပေးဒုက္ခတွေဖြစ်နေကြတယ်။နော်တချို့လူမျိုးစုတွေကချင်းပြည်နယ်မှာလူမျိုးစု53မျိုးရှိအဲ့ဒီ53မျိုးအကုန်ပေါင်းတာတော့၄သိန်းမပြည့်ဒါကြောင့်တချို့သောတိုင်းရင်းသားမျိုးနွယ်စုတွေကချင်းပြည်နယ်လုံးပေါင်းလို့လူကြီး3000လောက်ပဲရှိရအဲ့ဒီ3000လောက်ကို အပူစစ်ဖြစ်တော့1500လောက်ကတည်တယ်။ကျန်တဲ့1500လောက်ကဒုက္ခတဲ့ဘဝကိုရောက်ပါတယ်။ဒုက္ခတဲ့ဘဝမှာအငငယ်ပြက်ပြက်နဲ့နောင်ငါးဖြားရည်ဖြစ်ယောဂရည်ဖြစ်ကုသကြစည်းဝါမရှိလို့900လောက်ကတည်တယ်။တစ်ထောင်လောက်ပဲကျန်တယ်။ကျင်းပေပေါ့ချင်းမျိုးနွယ်စုတွေလူမျိုးတုံးနေကြပြီ။တရားပြည်နယ်မှာလည်းဒီလိုပဲတချို့မျိုးနွယ်စုတွေကတပြည်နယ်လုံးပေါင်းမှလူကြီးတစ်ထောင်လောက်ပဲရှိတာ။ဒီတထောင်လောက်တော့ရှိတော့လူကြီးကစစ်ဖြစ်လို့တရားနဲ့ထမင်းငတ်လို့တရားနဲ့ယောဂဖြစ်ပြီးကုသရာဆေးမရှိလို့တရားနဲ့လူမျိုးတုံးနေကြတယ် ကိုလူမျိုးကိုလူမျိုးတုံးအောင်ခနာတို့ပြန်လုပ်လဲဆိုတာမမိနဲ့နောက်ထပ်သတင်းတစ်ပုဒ်ဖတ်ကြမယ်ကျန်လေလေထိချုပ်ထားတဲ့မိုင်းလုံးမှာစစ်တပ်ကလေကြောင်းကနေပုံချဲတဲ့အတွက်ခလေးတငယ်တွေပါဝင်လူ၁၀ဦးတည်ဆုံးပါတယ်။နော်ဒီပလောင်နဲ့ပတ်သက်လို့ရှိရင်တပ်မတော်ကဘယ်နဲ့ကဘယ်နဲ့အကိုပဲနှိမ်နေပါစေခလေးတငယ်တွေတည်တယ်လို့ပဲပြောတယ်။ပုံနဲ့ကြည့်ရတာပလောင်မှာကအရွယ်ရောက်ပြီးသားဗက်ပလောင်ပတက်မှန်တယ်များနော်။နှိမ့်စာသဘောနဲ့ခိစာချောကုန်လို့ ဘယ်နေရာမှာပဲကြာရကြာရကလေးတွေပဲတည်နေရဆိုတော့တပွဲကိုတက်ရောက်တယ်နော်ဆိုတော့ပါပလောင်တက်တက်ပြောင်းအဲ့ဒီလိုပြောပါလိမ့်နောက်ထပ်သတင်းတစ်ပုဒ် UNDP ထုတ်ပြန်ချက်မြန်မာနိုင်ငံမှာအမျိုးသမီးပေါင်း3ပုံပုံတစ်ပုံဟာအလုံးလက်မဲ့ဖြစ်နေပါတယ်အလုံးလက်မဲ့ဖြစ်နေတဲ့အမျိုးသမီးတွေဟာအမျိုးသားတွေရဲ့နှစ်ဆကျော်ရှိပါတယ်ဆိုလိုချင်တာကမြန်မာနိုင်ငံမှာအခုလူငယ်တွေအလုံးလက်မဲ့ဖြစ်နေကြတယ်အဲ့တော့သွေးစွန်ငွေဖြတ်တော့ရေးဆိုတဲ့ခနာတို့ရဲ့တပြားတလက်မဖြုတ်အုံနောက်လေးတွေနဲ့ မျက်စီတစုံမကြည့်ပဲမျက်တောင်တစုံကိုပဲကြည့်တယ်သွေးစွန်းငွေဖြတ်တောက်ရေးဆိုပြီးကိုကြည့်သူရဲ့ထမင်းအုပ်ကိုရိုက်ခွဲတဲ့အကျိုးလိုက်ခမားတို့သွေးစွန်းငွေဖြတ်တောက်ရေးလို့စပြီးလုတ်တဲ့ကပက်လက်လန်တရွေးထွေးကိုမျက်နာကိုကိုပြန်ကြတယ်မြမားပြီးကိုစီးပွားရေးတန်ခတ်ပိတ်ဆို့ရင်မြမားပြီးမှရှိနေတဲ့လူတုအလုံးအဲ့ဒီတန်ကိုခိုင်းရမယ်လို့ကျွန်မပြောခဲ့တယ်ခမားတို့ကယံမမမီတာခမားတို့တထွားတမောင်းဖြုတ်အောင်နောက်နဲ့လူစင်မမီတဲ့လူရည်ပြေဖို့ ရာ90လို့နဲ့အုံနောက်နဲ့သွေးစွန်းဝင်ဖြတ်တောက်ရေလုပ်တဲ့အတွက်မြမပြီးကိုဖက်ဖက်ကဒဏ်ခတ်ပိတ်ဆို့ရတဲ့အတွက်အခုလိုပြည်သူတွေအလုံးလက်မဲ့ဖြစ်နေကြတာပဲအလုံးလက်မဲ့ဖြစ်တာနဲ့နောက်ွယ်မှာရှားရွှေမှုတွေပိုပြီးများလာမယ်ဆိုတာခင်ဗျားတို့မမေ့နဲ့နောက်ထပ်သတင်းဘုတ်ကရန်ကုန်မှာတဲ့စက်တင်ဘာတလအတွင်းစီရေးပြတ်မဲ့ရှစ်ခုကိုသူတို့ပြည်ရဲ့အဖွဲ့တွေကတိုက်ခိုက်နိုင်ခဲ့ပါတယ်။သူတို့ပြောတယ်တိုက်ခိုက်တယ်ဆိုတဲ့နေရာတွေကိုလိုက်ပြီးတော့ကြိတ်လိုက်တဲ့အခါကျတော့ရဲကြီးယုံနေ အုတ်ချုပ်ရည်မူယုံနေထွေးအုတ်ယုံနေဖြစ်နေတယ်။အုတ်ချုပ်ရည်မူယုံထွေးအုတ်ယုံရဲ့ကျေမူယုံနေဆိုတာကအပြစ်မဲ့အရက်သားပြည်သူလက်နက်ကင်ထားခြင်းမရှိတော့လက်နက်မဲ့ရက်သားပြည်သူတွေကိုတရားဥပဒေစိုးမိုးအောင်လှုပ်ဆောင်ပေးတဲ့နေရာ။ဟုတ်တယ်နော်။ထွေးအုတ်ယုံနေရက်ွက်အုတ်ချုပ်ရည်မူယုံနေဆိုတာ လက်နက်မဲ့နေတဲ့လက်နက်ကင်ထားခြင်းမရှိတော့လက်နက်မဲ့ရဲသားပြည်သူတွေကိုတရားဥပဒေစိုးမိုးအောင်လုပ်ဆောင်ပေးတဲ့နေရာအရက်သားပြည်သူအများပြည်သူတွေသက်ဆိုင်တဲ့နေရာလက်နက်ကင်စစ်တပ်မရှိတော့လက်နက်ကင်ရဲတပ်ဖွဲ့မရှိတော့လက်နက်မဲ့ရဲသားပြည်သူတွေနေတဲ့နေရာဒီလက်နက်မဲ့ရဲသားပြည်သူတွေကိုတရားဥပဒေစိုးမိုးအောင်ဝန်ဆောင်မှုပေးတဲ့နေရာ အများပြည်သူတက်ဆိုင်တဲ့နေရာကိုခင်ဗျားတို့ကစီရီပြစ်မှတ်ရှစ်ခုကိုတိုက်ခိုက်တယ်ဆိုပြီးစီရီပြစ်မှတ်လို့တတ်မှတ်ပြီးခင်ဗျားတို့စီရီပြစ်မှတ်လို့တိုက်ခိုက်တယ်ဆိုရင်အဲ့ဒါစိတ်ရဇွဲမှုမြောက်တယ်အဲ့ဒါအကြမ်းဖက်မှုဖြစ်တယ်ခင်ဗျားတို့ဒီရတားပြည်သူတွေကိုစီရီပြစ်မှတ်အဖြစ်အတုံးချပြီးတိုက်ခိုက်နေတဲ့အကြမ်းဖက်ဖွဲ့တာဖြစ်တယ်